ဒီနေ့မှာတော့ဘာတင်တင်ပတ်စံရရဆိုပြီးနာမည်ကြီးနေတဲ့ Wave Food App အကြောင်းလေးပြောပြပေးသွားမှာပါအားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ကျွန်တော်ပြောသွားမှာကပတ်စံအမြန်ဆုံးဘယ်လိုရအောင်လုပ်လို့ရလဲပြီးွားရင်ပတ်စံကိုဘယ်လိုထုတ်လို့ရလဲဆိုတာလေးကိုပြောပြပေးသွားမှာပါတော့ Wave Food App ကတော့အခုတလောမှဒီ social media မှာနည်းနည်းနာမည်ကြီးလာတာပေါ့နော်အဲ့တော့ကျွန်တော်လည်းဒီမှာပြရတဲ့အတိုင်းအကောင့်လေးကိုစမ်းဖွင့်ကြည့်လိုက်တယ်အော်ဖွင့်လိုက်တဲ့အချိန်မှာပဲကျွန်တော်0.14ဒေါ်လာရပါတယ် စူပါလိုက်၅ခုပြည့်တယ်ဆိုရင်ကျွန်တော်တို့ creator ဖြစ်လာမယ် creator ဖြစ်လာတယ်ဆိုရင်တော့ဓာတ်ပုံတင်တင်ဗီဒီယိုတင်တင်ဘာပဲတင်တင်ကျွန်တော်ပတ်စံရမှာပဲဖြစ်ပါတယ်အခုလောဆယ်တော့ကျွန်တော်အနေနဲ့ဆိုရင်0.14ရတာပြီပေါ့နော် content တွေကတော့အခုဒီမှာပြရတဲ့အတိုင်းပဲကျွန်တော်တင်ထားပါတယ်ဘလို begin creator ပေါ့နော် creator ဖြစ်လာလို့ရမှာလဲဆိုရင်တငယ်ချင်း15ယောက်ကို invite လုပ်လို့ရပါတယ်အဲ့တော့ဒီမှာ invite link လေးရှိပါတယ်ဒီတိုင်းလေး invite လုပ်လိုက်လို့အကုန်လုံးကခု refer link နဲ့ join လာလဲဆိုရင်ကိုက creator ဖြစ်လာပြီးတော့ဟို monetization ဟို Facebook တို့ tutorial ဆိုရင်တော့ monetization အောင်သွားပြီးတော့ကျွန်တော် ပတ်စံရမှာဖြစ်ပါတယ်ပတ်စံရရင်ရောဘယ်လိုထုတ်လို့ရလဲအလွယ်ဆုံးနည်းနဲ့ထုတ်လို့ရပါတယ်အဓိကကတော့ Binance နဲ့ PayPal နဲ့ချိန်လို့ရတာတော်တော်လေးအဆင်ပြေသွားတယ်ပေါ့နော်ပတ်စံထုတ်လို့ရတဲ့ဟာလေးကိုလည်းကျွန်တော်ဒီမှာ Binance နဲ့ PayPal နဲ့ကိုကျွန်တော်ဒီမှာပြပြပေးထားပါတယ်တစ်ချက်ကြည့်ကြည့်လိုက်ပါအခုခေတ်စားနေတဲ့ Wave ကနေပတ်စံထုတ်ဖို့ဆိုရင်ကျွန်တော်ဒီ Binance နဲ့ထုတ်လို့ရတယ်ဒီဘက်မှာ PayPal နဲ့ထုတ်လို့ရပါတယ် တော့နီးနှမျိုးနဲ့ပတ်စံထုတ်လို့ရတယ်အဲတော့စူပါလိုက်ရဖို့လိုပါတယ်စူပါလိုက်ရဖို့ကိုကျွန်တော်နောက်တစ်ဗီဒီယိုမှာထပ်ပြီးတင်ပြပါမယ်ဒီကောင်းလေးကို follow လုပ်ထားကြပါအခုမှ content creator စလုပ်တာပဲဖြစ်ဖြစ်အပျော်သဘောတုံးနေတာပဲဖြစ်ဖြစ်တနိုင်တစ်ပိုင်းပတ်စံရှာနေတာပဲဖြစ်ဖြစ် wave app ကိုအခုပဲ download လုပ်ပြီးတော့ကျွန်တော်စတုံးကြည့်လိုက်ပါကျွန်တော်ရဲ့ referral link ကိုတုံးမယ်ဆိုရင်အောက်က description ထဲမှာကျွန်တော်ထည့်ပေးထားပါတယ်အဲ link ကနေတစ်ဆင့် account ဖွင့်လို့ရပါတယ်ခင်ဗျာ တော့ကိုကြိုက်တဲ့ဓာတ်ပုံဗီဒီယိုကတာပဲဖြစ်ဖြစ်သချင်းဆိုတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ခီးသွားတာပဲဖြစ်စားတော့ပဲဖြစ်တင်နေတာတင်ပါတင်တာနဲ့သူကပတ်စံရပါတယ်အဲ့တော့ဒီဟာကိုအကြောင်းအသေးစိတ်ပြည့်စုံသိကြရင်လည်းဆိုရင်လည်း YouTube မှာ wave full အကြောင်းဆိုပြီးတော့ကျွန်တော်ဒီမှာပြလာသလိုရိုက်ရှာလိုက်ပါဒီမှာကိုပညာတို့ဘာလို့လဲပြောထားတယ်တခြားပြောထားတဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဝင်ဝင်ရာနီးတစ်ခုတိုးတယ်လို့ပဲသတ်မှတ်ရမှာပေါ့နော်ရှေ့လျှောက်တော့ဘယ်လိုလာအောင်လဲဆိုတာကျွန်တော်လည်းမသိသေးပါဘူးအဲ့တော့ စိတ်ဝင်စားရဆိုရင်ကျွန်တော်ပေးထားတဲ့ link ကနေ our description ထဲမှာထည့်ထားတဲ့ link ကနေ wave account ကိုဖွင့်ပြီးသုံးလို့ရပါတယ် super like 5ခုရတယ်ဒါမှမဟုတ်15ယောက်က refer link ကနေပြီးတော့ကိုယ်ကို refer လုပ်ပြီးတော့ account ဖွင့်နေဆိုရင်ကိုယ်က creator ဖြစ်လာမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ပတ်စံရမှာပဲဖြစ်ပါတယ်ဗောနော်ဆိုတော့အလွယ်ဆုံးလေးလေးကျွန်တော်ပြပြပေးရပါတယ်တခုသိကျင်တာရှိတယ်ဆိုရင်လည်းအောက်က comment မှာမှတ်ငယ်ပေးပါကျွန်တော်နောက်ထပ် video လေးလုပ်ပေးပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ